ခုဗီဒီယိုလေးမှာဆိုရင်အခန်းကြီးရဲ့ grammar နှုတ်ကလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲဆိုတော့အခုပြောပြပေးသွားမယ့် grammar နှုတ်ကလေးတွေကိုလေ့လာပြီးသွားတဲ့အခါကျရင်ဖတ်စာအုပ်ထဲမှာပါတဲ့စာကြောင်းလေးတွေနဲ့အတူတူလေ့လာကြည့်သေးချင်ပါတယ်နော်။အဲတော့အခုစပြီးတော့အခန်းတစ်အတွက်လေ့လာရမယ့် grammar နှုတ်ကလေးတွေကိုစပြီးတော့အတူတူလေ့လာကြပါမယ်။အဲ့တော့ပထမအဦးဆုံးအခန်းတစ်မှာသိရမယ့်စကားလုံးလေးတစ်လုံးကကြတော့ what လို့ခေါ်တဲ့စကားလုံးလေးပါ what ဲ့တော့သူ့ရဲ့မြန်မာလိုကကြတော့တီကဆိုပြီးတော့အဓိပ္ပာယ်လေးရှိပါမယ် အဲ့တော့ what ကဘလို့အခါမှာစစ်သေးတွေကသုံးမလဲဆိုတော့အကြောင်းအရာတွေကိုပြောဆိုတဲ့အခါမျိုးမှာ the what လေးကိုသုံးပြပါမယ်အဲ့တော့ဟုတ်ပြီရေးရတော့ how လို့ရေးပြီးမဲ့ဖတ်ရင် what လို့ဖတ်ပါမယ်ဒါကိုလုံးဝမထားနော်အခုအခန်း1ကနေစလို့ and 5အတွက်အခန်း25သုံးနေအထိမှမှတ်ထားရမှာကဒီစကလုံးလေးကအဓိကပါအဲ့တော့သူ့ကို how လို့မဖတ်ပါဘူး what လို့ဖတ်ပါမယ်ဘာကြောင့်အတွက် what လို့ဖတ်တာလဲဆိုတော့သူ့ကိုစကဆက်အနေနဲ့သုံးတာဖြစ်တဲ့အတွက် what လို့ဖတ်ထားပေးတာဟုတ်ပြီနော်အဲ့တော့ဝါကိုသုံးရမယ့်ရွယ်ချက်က အကြောင်းအရာတွေကို ပြောဆိုမယ်ဆိုရင်ဝါကိုသုံးပေးပါမယ်အဲ့တော့အောက်ကဥပမာလေးကြည့်ကြည့်ဘလို့အကြောင်းအရာတွေကိုပြောမှာလဲ ဝါတာစီဝါဂပ်ဆေဒက်စ်ကျွန်တော်ကားတွေចောင်းသားဖြစ်ပါတယ်တဲ့ဒါဆိုရင်သူပြောချင်တာကဂပ်ဆေဒက်စ်လို့ခေါ်တဲ့ចောင်းသားဖြစ်တယ်ဆိုရဲအကြောင်းအရာကိုအထူးကထားပြောချင်တဲ့အတွက်ကြောင့်မို့လို့ဝါကိုတုံထားပြတာဖြစ်ပါတယ်ဒါကပထမအဆုံးကိုတွေသိထားရမယ်ဝါရဲ့အတော်အနှုံးလေးပါအဲ့ဒီဝါနဲ့ဆက်ဆက်ပြီးအောက်ကလေးမှာစက်မှတ်ရမယ်အပိုင်းကားကြတော့ဒီပတ်တန်လေးကိုချက်ထားမယ် 911 92 death လို့ခေါ်တဲ့ဒီ button အမျိုးအစားလေးကြထားမယ်နော်911 92 death အဲ့တော့ဒီအတိတ်ပေကကြတော့91 the 92ဖြစ်သည်လို့ပြောတာ ဒီပတ်တန်းนี่ကိုဘလို့ခေါမှာသုံးလဲဆိုတော့မှတ်ထားအခုလက်ရှိမှာဟုတ်မှန်တဲ့အကြောင်းအရာတွေကိုပြောမယ်ဆိုရင်ဒီပတ်တန်းလေးကိုသုံးပေးမယ်အဲဟုတ်မှန်နေဆိုတော့ကဥပမာကျွန်တော်ဒီចောင်းကားဖြစ်ပါတယ်ကျွန်တော်ဒီဆရာဖြစ်ပါတယ်ကျွန်တော်ဒီဝန်ထမ်းဖြစ်ပါတယ်ဒါဆိုရင်အမြဲတမ်းဟုတ်မှန်နေတဲ့အကြောင်းအရာအဲ့ဒီတော့ဒီပတ်တန်းလေးမှာစကားလုံးလေးတွေအစာထိုးပြီးတော့ထည့်ပြီးရမယ်အောက်မှာဆိုရင် ပြောပြထားတယ်စံတိုစုစံဝခိုင်းရှိုင်ဒတ် စန်းတို့ဆွဆန်သည်တဲ့ကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်ဒါဆိုရင်ကုမ္ပဏီဝန်ထမ်းဖြစ်တယ်ဆိုရယ်ဟုတ်မှန်တဲ့အကြောင်းအရာကိုပြောချင်တဲ့အတွက်ကြောင့်အရှိကနောင်ဝမ်းနေရာမှာစန်းတို့ဆွဆန်ဆိုရယ်နမည်အစားသွင်းတဲ့နောင်တုနေရာမှာသူပြောချင်တဲ့ကုမ္ပဏီဝန်ထမ်းဆိုရယ်စကလုံးလေးအစားထိုးပြီးတော့ပတ်ကြံလေးကိုဖွဲ့စည်းပြီးရေးထားပေးလိုက်တယ်ဒါကဟုတ်မှန်တဲ့အကြောင်းအရာကိုပြောချင်ရင်ဒီပတ်တန်အတိုင်းကိုသုံးမယ်ဟုတ်ပြီဟုတ်မှန်တဲ့အကြောင်းအရာမဟုတ်ဘူးညင်းမယ် အဲ့ဆိုတော့ဘလို့သုံးမလဲအောက်ကပတ်တာတစ်ခုဆက်ကြည့် now one wa now two ja dewa arimasan now one di now two မဟုတ်ပါဘူးအနောက်မှာဘာပြောင်းသွားလဲပထမပတ္တနဲ့နှိုင်းရှင်ဓာတ်စရိနေရာမှာဘာထည့်လိုက်လဲဂျာသေးဝါအာဒီမဆန်စရဲအတုံးလုံးလေးထည့်ပေးလိုက်တယ်အဲ့ဒီမှာတော့ white queen ထဲကဒေဝကိုထည့်လဲရတယ်မထည့်လဲရတယ်အခုမှစပြီးတင်မဲ့လူတွေကတော့တိကိုတိထားရမယ်နော်ဂျာသေးဝါအာဒီမဆန်မဟုတ်ပါဘူး now 1 the now 2မဟုတ်ပါဘူးမဟုတ်ဘူးဆိုရဲအကြောင်းညာကို ပြောမယ်ဆိုရင် dust နေရာမှာဂျာသေးဝါအာဒီ မာဆန်အစားထိုးပြီးသူကတော့အခုလက်ရှိညင်းဆိုခြင်းနဲ့အကြောင်းအရာမဟုတ်ဘူးလို့ပြောခြင်းနဲ့အကြောင်းအရာမျိုးမှာ does no မသုံးမင်းနေဂျာသေးဝအာဒီမာဆန်သုံးပြီးတော့ပြောပြီးမယ်အဲ့တော့အောက်ကလေးမှာကြည့်ရအောင်ဥပမာလေးစန်တိုစုဆန်ဝခိုင်ရှာအင်ဂျာသေးဝအာဒီမာဆန်စံတိုစုစံတီးတဲ့ကုမ္ပဏီဝင်ကြမ်းမဟုတ်ပါဘူး။ဒါဆိုရင် မဟုတ်တဲ့အကြောင်းပြောတဲ့အတွက်ဂျာသေးဝါဒီမာဆန်ဆိုတဲ့အတုံးလုံးလေးထည့်ထားတာ တကယ်လို့သာဟုတ်တယ်ဆိုရင် desk ကိုထည့်ပေးရမယ်ဒါလေးကြွားသွားတယ်နော်အဲ့တော့နောက်ထပ်ဆက်ပြီးတော့ကြည့်ကြမယ်နောက်ထပ်တည်ထားရမယ်စကလုံးလေးတစ်လုံးဘာလဲဆိုတော့ not လို့ခေါ်တဲ့အတောင်နှုံးလေး not ဟုတ်ပြီနော်အဲ့တော့ not not ဆိုတော့သူ့ကိုအတိတ်ပဲကရဲ့လို့ခေါ်ပေးမယ်ရဲ့အဲ့ not ကိုဘလို့အခါဒီမှာသုံးတာလေးမှတ်မယ် not ကိုသက်ဆိုင်မှုကိုဖော်ပြတဲ့အခါမှာ not ကို သုံးပေးမယ် ဲ့တော့ဟုတ်ပြီအသက်ဆိုင်မှုဆိုတာကဘလို့လဲဥပမာ IMC ရဲ့ကုမ္ပဏီဝန်ထမ်းအစကူတာတက္ကသိုလ်ရဲ့ကျောင်းသား Fuji တက္ကသိုလ်ရဲ့ဆရာမအဒါဆိုရင်ဆရာမလို့ကျောင်းသားလို့ဝန်ထမ်းလို့ဒါဒီမှာကသူတို့နဲ့သက်ဆိုင်တဲ့ကုမ္ပဏီတွေတက္ကသိုလ်တွေကျောင်းတွေအဲဒါတွေပေါ်ရှိတယ်အဲ့တော့အဲ့ဒီကုမ္ပဏီတစ်ခုခုနဲ့သက်ဆိုင်တဲ့ဝန်ထမ်း တက္ကသိုလ်တစ်ခုသေးနဲ့ပဲတက်ဆိုင်နေဆရာမတက္ကသိုလ်တစ်ခုသေးနဲ့ပဲတက်ဆိုင်နေကျောင်းသားဒါမျိုးပြောချင်တာတက်ဆိုင်မှုဆိုတာဒါဆိုရင်နောင်နှလုံးကြီးကြားထဲမှာနော့ကိုထည့်ပြီးသုံးပေးမယ်အောက်ကဥပမာလေးတွဲကြည့်ရင်ပိုပြီးမြင်သာထင်တာရှိလိမ့်မယ်ဝါတရှိဝါဆကုရာဒါဟီကခုနဆန်ဇေဒက်ကျွန်တော်ဒီတဲ့ဆကုရာတက္ကသိုလ်ရဲ့ဆရာဖြစ်ပါတယ်တဲ့ ဆရာတို့ဆရာပဲယူယူတန်ဆန်းဆဲတက်စ်လို့ပြောရင်ဆရာပဲတိမှာဆရာဆိုတော့ဘယ်တက္ကသိုလ်နဲ့တက်ဆိုင်နဲ့ဆရာမန်းမသိဘူးအဲ့ဒီတော့တက်ဆိုင်နဲ့တက္ကသိုလ်ကိုရေးလိုက်တယ်ဆာကူရာဒါယီကခုနော sakura တက္ကသိုလ်ရဲ့ဆရာဆိုပြီးရေးထားပေးလိုက်တယ်။အဲ့တော့နောက်နှလုံးကြားထဲမှာဘာခံမလဲ?နော့ကိုထည့်ပြီးရေးပေးမယ်။နောက်တစ်ခု မီရာဆန်ဝ I am Sino Kai Shine Das မီရာဆန်ကတဲ့ I am C ရဲ့ company ဝန်ထမ်းဖြစ်ပါတယ်တဲ့ဒါဆိုရင် company တော့ company ဝန်ထမ်းပဲ I am C company တခုထဲနဲ့ပဲသက်ဆိုင်တဲ့ဝန်ထမ်းလို့ပြောခြင်းနဲ့အတွက်ဂျားတဲ့မှာ not ကိုခံပြီးတော့တုံးပေးထားတာ ဒါမျိုးကိုတက်ဆိုင်မှုလို့ပြောတာနော်အဲ့တော့ကိုရင်းမှတ်ထားရမှာတက်ဆိုင်မှုကို ဖော်ပြခြင်းနဲ့အခါမျိုးမှာဆိုရင်နောက်နှလုံးရဲ့ကြားထဲမှာဘာထိတ်မလဲနော့ကိုခံပြီးတော့ပြောပေးမယ်အဲ့တော့နောက်ထပ်ပတန်လေးတွေဆက်ပြီးတော့မှတ်ပါမယ်အဲ့တော့နောက်ထပ်ပတ္တန်အမျိုးအစားလေးကကြတော့မိကွန်စာကြောင့်လုံးကြမေးစွမ်းနာကတော့ဟုတ်မှန်တဲ့အကြောင်းအရာကိုပြောတဲ့ပတ္တန်လေးလာပြီးသွားပြီမဟုတ်ဘူးဆိုတဲ့အကြောင်းအရာပြောမှလည်းလေးလာပြီးသွားပြီ အခုတစ်ခေါက်မှမေးခွန်းစာချောင်းဖွဲ့စည်းကြမယ်။ကိုရီကမေးခွန်းစာချောင်းဖွဲ့စည်းခြင်းလွယ်လွယ်လေးပဲ။အဲကိုရီတည်ထားတဲ့ပတ်တန်ဒီမှာစာချောင်းရဲ့အနောက်ဆုံးမှာခါလီတလုံးမေးထည့်လိုက်။ဒါဆိုရင်မေးခွန်းစာချောင်းဖြစ်သွားပြီ။ဟုတ်ပြီနော်။အဲကိုရီပြောချင်တဲ့စာချောင်းအဲစာချောင်းရဲ့အနောက်ဆုံးလေးမှာခါလီတလုံးထည့်ယူနေမေးခွန်းစာချောင်းအဖြစ်ကိုပြောင်းသွားရောဒီမှာဆိုရင်အဲ9192 desk car now one the noun to ဖြစ်လာတယ်မေးထားတယ်အနောက်မှာခထက်လိုက်ခြင်းအဖြစ်ဘာဖြစ်သွားလဲမေးခွန်းစာချောင်းဖြစ်သွားတယ်အောက်မှာဥပမာလေးတွေ့ကြည့်မယ် Mira Sanwa gave say desk car မိရာဆန်ကားတဲ့ကြောင်းသားလားလို့မေးလိုက်တယ်။ဥပပါတဲ့ကြောင်းသားဆိုရင်တော့မိရာဆန်ဝါဂက်ဆေးဒက်ဆိုပြီးအနောက်ကခဖြုတ်ပြီးတော့ဖြည့်ပေးမယ်။အခုကမေးခွန်းစာကြောင်းဖြစ်တဲ့အတွက်စာကြောင်းအနောက်ဆုံးမှာဗားထည့်ထားလေခထည့်ပြီးတော့ဖြည့်ပေးထားတယ်။အဲ့တော့ကိုရီကမှတ်ထားရမှာကိုရီကမေးခွန်းဝတ်ကြတဲ့ကြောင်းတိဆောက်ချင်နေဆိုရင်စာကြောင်းရဲ့အနောက်ဆုံးမှာခထည့်ပြီးတော့ပြောပြီးရမယ်။ နောက်တစ်ခုလေးဆက်ကြည့်ရအောင်နောက်တစ်ခုကကျတော့တူညီတဲ့အရာတွေကိုပြောကြမယ်အဲ့တော့တူညီတဲ့စာကြောင်းတွေပြောချင်ရင်ဒီပတန်လေးကိုမှတ်ထားပြီး noun one mo noun two das noun one label noun two ဖြစ်ပါတယ် ဒါဆိုရင်မိုဆိုတဲ့အတောင်နှုံလေးပါသွားပြီတကယ်လို့မိုဆိုတဲ့အတောင်နှုံလေးသုံးပုံဒီတိုင်းကိုတိချာလေးသိကျင်နေဆိုရင်စန်စရဲ့ YouTube channel ကမိုဆိုတဲ့ particle လေးအကြောင်းရှင်းပြထားတဲ့ဗီဒီယိုလေးတွားပြီးတော့ကြည့်လို့ရပါတယ်เนาะအဲ့ဒါဆိုတော့အခုပြောမယ့် now one more now two death လို့ခေါ်တဲ့ပတ်တန်လေးပါဆိုရင်တွင်ရည်တဲ့စာကြောင်းတွေကိုပြောတဲ့အခါမှာ သုံးပြီးမှဖြစ်ပါတယ်အတိတ်ဘေကကျတော့ now one လေးပဲ now two ဖြစ်ပါတယ်အဲ့တော့ကြည့်လိုက်ရအောင် အော်ကလေးမှာ yamara samu kapse deska ယမရဆန်လေးပေចောင်းသားလာတဲ့ဒါဆိုရင်သူမေပြောချင်တာကចောင်းသားဆိုရဲအចောင်းအရာတူညီတဲ့အចောင်းအရာကြီးကိုမေးတာဖြစ်တဲ့အတွက်မြမရဆန်ရဲ့အနောက်မှာမိုးကိုထဲပြီးတော့တုံထားပေးတာမျိုးပါအဲ့ဒါဆိုရင်ဒီ6မျိုးလေးကအကူအခန်းတက်မှာတည်ထားရမယ်ပတ်တန်အမျိုးအစားလေးတွေ